ခொနေရန်သားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဗီဒီယိုဟောစတန်းချန်နယ်မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ခொနေရန်သားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးဦးဝင်းစောတက်တော်မှဟောကြားထားသော2025ခုနှစ်နိုဝင်ဘာလ2ရက်နေ့မှ8ရက်နေ့အထိတပတ်စာဂျန်ပြူဟောစတန်းကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးတာပါရစေ။အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမြတ်သားဆိုသလို Subscribe လေးနဲ့ပြည့်ခဲ့ဖို့တောင်းဆိုပါရစေ။အတိတ်တနိုင်းတရားအောင်လဲဘေးနားခေါင်းလုံးလေးကိုလည်း နှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော် တနင်္ဂနွေသားသမီးများတွေတပတ်စာဟောစတန်ဝန်ထမ်းဖြစ်ပါကအလုတ်ပြောင်းအလုတ်နေရာပြောင်းပုံမယ်အလုတ်တွေအတွက်အင်တာဗျူးဝင်ရမယ်မော်တော်ကားအယောင်းဝယ်ဖြစ်မယ်တခုခု ခပိုက်နိုင်ခံရမယ်တတိထပါရဝေးမှငွေရောက်မယ်ရွှေလုံးငန်းမှအကျိုးများများရရှိမယ်ကျွေးကိစ္စစကားပြောရမယ်အမှုရှိပါကအမှုအောင်းအတွက်တရင်ကောင်းကြားရမယ်ဂျမားကြီးကတော့ချောင်းဆိုးတက်ပါတယ်ပညာရေးမှာအနောက်ရှက်ပုံမယ်အခြေရေးမှာကံကောင်းနေပါတယ်ချစ်သူထမ်းမှလက်ဆောင်ရမယ်အိမ်တော်ရေးလဲတာရပါတယ်ကံကောင်းစီသောကနမ်းများ ှာ၄ခု၄ကိုကဏ္ဍများဖြစ်ပါတယ်ရရရတနင်္ဂနွေနေ့မှာနေအိမ်ဖျားចောင်းဆောင်မှာအုံထမင်းကတ်လိုပါတနင်္ဂနွေသားသမီးများလုံးကိုစိတ်နှဖျားကြမှာချမ်းသာကြပြီးကုန်းကျချမ်းသာများပုံမရရှိကြပါစေတနင်္ဂနွေသားသမီးများတို့တိုက်ဆိုင်မှန်ကမှာကကွန်မတ်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဗီရင်မင်းမြဆွေးနွေးတိုင်ပင်လိုပါကမင်းသိမ့်ခမိုဘိုင်း app တွင်ဗီရင်တိုက်ရိုက်မင်းမြနိုင်ပါတယ် တနင်္လာသားသမီးများတွေတပတ်စာဟောစတန်အလုရှားနေပါကဒါမှမဟုတ်အလုရှောက်ထားပါကအလုရမယ်မော်တော်ကားအယောင်းဝယ်မှာအထစ်ငော့ဖြစ်တတ်တယ်အဖိုးရန်တယ်လီဖုန်းဝယ်မယ်အိမ်သစ်တက်ရမယ်တမောပါကအိမ်ပြောင်းရန်အစီအစဉ်ပေါ်မယ်ငွေအနေငယ်အလားတက်ဖြစ်မယ်ထွက်မယ်ရွှေလုံငန်းရွှေရောင်းဝယ်လုပ်ငန်းများကောင်းမယ်မိသားစုအတွက်တရင်ကောင်းကြားရမယ်ကျမ်းမာရေးကတော့ခေါင်းကိုက်တက်ပါတယ်ပညာရေးမှာအနောက်ရှက်ဝင်မယ်အခြေင်းနဲ့အိမ်အောင်ရေးတာရပါတယ်ခံကောင်းစည်းတော်ကဏ္ဍများမှာ၃၅ခွနဲ့ကဏ္ဍများဖြစ်ပါတယ်ရရ ံတနင်္လာနေ့မှာဒိုးကြီးပြန်တနင်္လာထောက်မှာငွေကြီးနဲ့လက်ကက်လို့ပါတနင်္လာသားသမီးများလုံးကိုစိတ်နှပြချမ်းမှန်ချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမွန်ရရှိကြပါစေတနင်္လာသားသမီးများတို့တိုက်ဆိုင်မှန်ကမကကွန်မတ်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဗီဒီယိုမင်းမြန်ဆွေးနွေးတိုင်မယ်လို့ပါကမြင့်တင်ခမိုဘိုင်း app တွင်ဗီဒီယိုထိုင်းရိုင်းမင်းမြန်နိုင်ပါတယ် အင်္ဂါအသားသမီးများတွေတပတ်စာဟော့စတန်အလုံနေရပြောင်းအလုံပြောင်းပုံမယ်ရဝေးမှာငွေရောက်မယ်ဒါမှမဟုတ်ရဝေးတို့ငွေပို့ရမယ်အိမ်အိမ်ကန်းတိုက်ခန်းကွင်းတော်ကန်းအယောင်းဝယ်ပြုတ်လို့ရမယ်နိုင်ငံခြားခီးရဲ့အတွက်တရင်ကောင်းကြားရမယ်ဆေးရုံကိုလူနာမေးသွားရမယ်မိခဲ့သောကောင်းပါတယ်အဝတ်အထည်အသင်းများဝယ်မယ်ကျောင်းမြေရတနာရောင်းဝယ်ရေးကောင်းမယ်ကျမကြီးကတော့ဝမ်းပြက်ဝမ်းလျှောဖြစ်တတ်ပါတယ်ပညာရေးမှာအထင်ကောဖြစ်နေတတ်တယ်အခြေအနေနဲ့အိမ်တော်ရေးတာယာပါတယ်ကံကောင်းစေသောကဏ္ဍများမှာ၄၅ရှိကဏ္ဍများဖြစ်ပါတယ် ရေရအင်္ဂါနေ့မှာတကိုကြီးဖျားအင်္ဂါတော့မှာပုံကိုညွန့်ရွှေလကိုညွန့်ဓာန်ကိုညွန့်ကတ်လို့ပါအင်္ဂါသားသမီးများလုံးကိုစိတ်နှဖျားကြမ်းမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေအင်္ဂါသားသမီးများတွေတိုက်ဆိုင်မကမကကွန်မတ်မှာတခုရေးပေးရပြီးအခြားသူများလည်းသင်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဗီဒီယိုမင်းများဆွေးနွေးတိုင်မလို့ပါကမင်းသင်ခမိုဘိုင်း app တွင်ဗီဒီယိုတိုင်းရင်မင်းများနိုင်ပါတယ် ဘူရူသားသမီးများတွေတပတ်စာဟော့စတန်အိမ်ပြန်ရောက်ရခြင်းရှိပါတယ်နိုင်ငံခြားတန်ရုံတရုံမှာဗီဇာလျှောက်ထားပါကဗီဇာရမယ်မော်တော်ကားအယောင်းဝဲမှာအထက်ငေါ့ဖြစ်မယ်တောင်ကုန်းတောင်နှံဘက်သို့ခရီးသွားရတဲ့အမွေကိစ္စအတွေ့ညှိနှိုင်းမှုပြုလုပ်ရမှာအောင်မြင်မယ်ပေပြောင်းနှံကောက်ပဲဒီနှံရောင်းဝယ်ရေးမှာဈေးကောင်းရမယ်ကျမရေးမှာစီယောကဖြစ်တတ်ပါတယ်ပညာရေးအတွေ့ကူညီမှုသူပေါ်မယ်အခြေရေးမှာချစ်သူထမ်းမှလက်ဆောင်ရမယ်အိမ်တော်ရေးလဲတာရပါတယ်ကံကောင်းစေသောကဏ္ဍများမှာနှင်းငါကိုကဏ္ဍများဖြစ်ပါတယ် ရရဘိုလ်ရူးနေမှာတကူကြီးပြားဘိုလ်ရူးတောင်မှာရွှေထီလေးလက်အကက်လိုပါဘိုလ်ရူးသားသမီးများလုံးကိုစိတ်နှပြချမ်းမှာချမ်းသာကြပြီးကောင်းချီးချမ်းသာများပုံမရရှိကြပါစေဘိုလ်ရူးသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဗေဒင်မင်းမြန်ဆွေးနွေးတိုင်မယ်လို့ပါကမင်းနိုင်ခမိုဘိုင်း APP တွင်ဗေဒင်တိုက်ရိုက်မင်းမြန်နိုင်ပါတယ် ကြာသာရင်းသားသမီးများတွေတပတ်စာဟော့စတန်ဝန်ထမ်းဖြစ်ပါကလာဇာတိုးယာရုတို့မယ်မြေရောင်းဝယ်ဖြစ်မယ်လေယာသုံးစက်ပစ္စည်းဝယ်မယ်မော်တော်ကားအယောင်းဝယ်ဖြစ်မယ်ရရင်ရှိသောငွေများဝယ်မယ်တရင်ကောင်းကြရမယ်သူတို့ဘာကိစ္စမှာအာမခံရလိမ့်မယ်တရီထားပါအမှုကိစ္စအတွေ့တရင်ကောင်းကြရမယ်ဆွေမျိုးအကြီးကတူထာမအကူညီရမယ်ကျမကြီးကတော့ခါနာတတ်ပါတယ်ပညာရေးမှာအောင်မြင်မှုများရရှိမယ်အခြေအမှာအစင်မပြေဖြစ်နေသောချစ်သူနဲ့ပြန်လဲအစင်ပြေသွားပါလိမ့်မယ်အိမ်တော်ရေးလဲတာယာပါတယ် န်ကောင်းသောကဏ္ဍများမှာ136ကဏ္ဍများဖြစ်ပါတယ်ရရယဇာတာပရိနေမှာနေဖျားကြောင်းဆောင်မှာကောင်းញံမောင်းကလောဇာတာပရိသားသမီးများလုံးကိုစိတ်နှပြချမ်းမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေဇာတာပရိသားသမီးများတွေတိုက်ဆိုင်မှန်ကန်မှာကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကကတွေကိုဗီဒီယိုမင်းမြန်ဆွေးနွေးတိုင်ပင်လိုပါကမင်းသင်ခမိုဘိုင်း app တွင်ဗီဒီယိုတိုက်ရိုက်မင်းမြန်နိုင်ပါတယ် တောက်ချန်သားသမီးများတွေတပတ်စာဟော့စတန်အိန္ဒိယအရှေ့ပြောင်းကိစ္စအိန္ဒိတရံကိစ္စများအတွေ့အစီအစဉ်ပြုလို့ရမယ်ရေလုံငန်းရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများမှာအခက်အခဲပေါ်ရပါတယ်စံစဘာရောင်းဝယ်ရေးကောင်းမယ်တောင်ကုန်းတောင်နှမ်းဘက်သို့ခရီးသွားလိမ့်မယ်ဘန်သို့မဟုတ်အဖွဲ့အစည်းတစ်ခုခုမှချင်းငွေလျှောက်ထားပါကချင်းငွေရမယ်ကျမကြီးကတော့တွေးရနေတွေးတူတမျိုးမျိုးဖြစ်တတ်ပါတယ်ပညာရေးမှာစာမွေးပွဲဖြေဆိုထားပါကအောင်မြင်မယ်အခြေရင်းနဲ့အိမ်တော်ရေးတာယာပါတယ်ကံကောင်းသောကဏ္ဍများမှာ6 9ကဏ္ဍများ ားဖြစ်ပါတယ်ရရရတောက်ကြနေမှာတကိုးကြီးဖျားတောက်ကြတော့မှာအဝါရောင်တတိငါးလုံးကတ်လို့ပါတောက်ကြသားသမီးများလုံးကိုစိတ်နှပြန်ချမ်းမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေတောက်ကြသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မင်းဆွေတို့ရခက်ခဲတွေကိုဗေဒင်မင်းမြန်ဆွေးနွေးတိုင်ပင်လိုပါကမင်းနိုင်ငံကမိုဘိုင်း app တွင်ဗေဒင်တိုက်ရိုက်မင်းမြန်နိုင်ပါတယ် စနေသားသမီးများတွေတပတ်စာဟောစတဲ့လိုအပ်နေသောငွေများရမယ်စာချုပ်စာတမ်းပြုလို့ရမယ်ဝန်ထမ်းဖြစ်ပါကလစာတိုးယာထုတို့မယ်ဆိုင်ကယ်အသစ်စည်းဝယ်မယ်မော်တော်ကားပွင့်မယ်ပိတ်မယ်ကျွေးအောင်များပြန်ရမယ်ဒါမှမဟုတ်ပါကကျွေးအောင်များပြန်ဆက်နိုင်မယ်နိုင်ငံခြားခရီးအတွက်ကုညီမိသူပေါ်မယ်ပညာရှင်တဦးဖြစ်ပါကအမှုပညာလုပ်ငန်းမှာစမ်းပွင့်မယ်ပညာရေးမှာအချို့ရလကောင်းများရရှိမယ်ကျန်းမာရေးမှာနာယောဂါဖြစ်မယ်အခြေရေးမှာချစ်သူနဲ့အဆက်အသွယ်ပြတ်နေလိမ့်မယ်အိမ်တော်ရေးမှာလည်းအိမ်တော်ဘက်နဲ့စကား ားများရမယ်။ကံကောင်းသောကဏ္ဍများမှာ689ကဏ္ဍများဖြစ်ပါတယ်။ရရရစနေနေ့မှာတကိုကြီးဖျားစနေတော့မှာထီးဖြူငားလဲအကက်လိုပါ။စနေသားသမီးများလုံးကိုစိတ်နှပြကြမှာချမ်းသာကြပြီးကောင်းချိုချမ်းသာများပုံမရရှိကြပါစေ။စနေသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတခု ရေးပေးခဲ့ပြီးအခြားသူများလည်းတင်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ကကတွေကိုဗီဒီယိုမြန်မာဆွေးနွေးတမယ်လို့ပါကမြင့်သိခ Mobile App တွင်ဗီဒီယိုတိုက်ရိုက်မြင်မြန်နိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။ ေရင်ဟောစတန်း channel မှာနာမည်ကြီးဗေရင်ဆရာများရဲ့နေစဉ်ဟောစတန်းများအပတ်စဉ်ဟောစတန်းများလာစဉ်ဟောစတန်းများနဲ့နှစ်စဉ်ဟောစတန်းများပါပုံမှန်တင်ဆက်ပေးနေလို့ဗေရင်ဟောစတန်း channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအတိတ်တိုင်းသိအောင်လဲဘေးနားအခေါင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်